အရင်ဗီဒီယိုမှာတော့ကျွန်တော်တကယ်ကျွန်တော် PUBG Mobile တော်တော်လေးကိုသဘောကောင်းလာပြီဆိုရင်မှပြောခဲ့တာမျိုးရှိပါတယ်တကယ်ပဲကျွန်တော် PUBG Mobile သဘောကောင်းလာပြီဖြစ်ပါတယ်ဘောက်လေဆိုတော့ပြီးခဲ့တဲ့ Premium Grade မှာကြည့်မယ်ဆိုရင် PUBG Mobile ဘက်ကနေ AR Gun ဖြစ်တဲ့ Scarlet လို့ထည့်ပေးခဲ့တာမျိုးရှိပါတယ်ဒီတစ်ခါလာမဲ့ Premium Grade မှာကြည့်မယ်ဆိုရင်လည်းလူကြိုက်များတဲ့ AR Gun AKM ကိုထည့်ပေးมาဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော် Skin ကတော့ DS Skin ပဲဖြစ်ပါတယ်တကယ်ကျွန်တော်အနေနဲ့ဒီ Skin ကိုကြိုက်တဲ့ AKM လက်ကင်ဖြစ်တယ်ဆိုရင်တော့လာမဲ့ Premium Grade ကတကယ်ကျွန်တော်အတွက်ပဲဖြစ်ပါတယ်ဒီလိုမှတကယ်ကျွန်တော်အနေနဲ့ဒီ AKM Skin နဲ့ပတ်သက်ပြီးမှဘယ်လိုမြင်လဲကြိုက် လားမကြိုက်ဘူးလားဖောက်မလားမဖောက်လားဒါမှမဟုတ်ကျွန် M416 ကိုပဲထပ်ဆောင်မလားပေါ့ဗျာကွန်မန့်မှာမျှဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာနောက်တစ်ခုကတော့ PUBG Mobile လာမယ့် update version 3.8မှာတွေ့ရမယ့် classic နဲ့ပတ်သက်ပြီးပြောင်းလဲမှုတွေ feature အသစ်တွေကိုတစ်ချက်လောက်ပြောကြည့်ကြည့်အောင်ဗျာ ပထမအဦးဆုံး feature ကိုကြည့်မယ်ဆိုရင်တော့ vehicle ပောက်ကွဲတာနဲ့ပတ်သက်ပြီးမှပဲဖြစ်ပါတယ်။လက်ရှိအချိန်ထိတကယ်ကျွန်တော် vehicle မောင်းနေတဲ့ vehicle ပောက်ကွဲသွားတယ်ဆိုရင် meet out ပြီးမှကျွန်တော်တခါတောက်ကွဲသွားတာမျိုးရှိပါတယ်။ဒါပေမဲ့လာမယ့် update version 3.8မှာကြည့်မယ်ဆိုရင်တော့ meet out ပြီးမှပောက်ကွဲမှုအသေးလာမှဖြစ်ပါတယ်။ပောက်ကွဲမှုအသေးလာပြီးမှအကြီးလာမှဖြစ်ပါတယ်။တနည်းအားဖြင့်ကျွန်တော်အချက်ပေးတဲ့ပုံစံပဲဖြစ်ပါတယ်။ပောက်ကွဲမှုအသေးစားဖြစ်လိုက်တာနဲ့ဒီ vehicle ဘောကနေတကယ်ကျွန်တော်စင်းကိုစင်းရမှဖြစ်ပါတယ်။မစင်းဘူးဆိုရင်တော့ vehicle ပောက်ကွဲတော့မှဆိုရင်မှသူကအချက်ပေးတဲ့ပုံစံပဲဖြစ်ပါတယ်။ဒီ feature နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့တော်တော်လေးကိုမိုက်တာမျိုးရှိပါတယ်။နောက်တစ်ခု feature နဲ့ ဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ Irangal မြို့မှာ sticky bomb တွေတွေ့မြင်ရတော့မှာဖြစ်ပါတယ်။နယံကတ်တိုင်းမှာဘောမလို့လည်းတကယ်ကျွန်တော်ပြောလို့ရပါတယ်။ဒီကောင်ကကျွန်တော်ဒီ UAZ ကမှအသုံးပြုကြည့်လိုက်ပါတယ်။ကားကတော့ပောက်ခွေတာမျိုးမရှိပါဘူး။ဒါပေမဲ့ damage ကတော့တော်တော်လေးကိုကျသွားတာမျိုးရှိပါတယ်။ဒီနေရာမှာကျွန်တော် Dacia တို့ Buggy တို့ Bike တို့ဆိုရင်တော့တခါတည်းပောက်ခွေမှာဆိုတာသိကြပါတယ်။ Bullet ဆိုတော့ UAZ ရဲ့ help ပေါ့ဗျာ။ဒီကခဏကြီးကမြင့်နေအတွက်ပဲဖြစ်ပါတယ်။ Irangal မြို့မှာ sticky bomb ကိုထည့်ပေးတယ်ဆိုတာလည်း PUBG Mobile ရဲ့ future plan တွေဘယ်လောက်ထိမှရှိလဲကျွန်တော်ကတော့စဉ်းစားမိနေဖြစ်ပါတယ်။ DS sticky bomb နဲ့ Irangal မြို့နဲ့ဘယ်လို ံစံအခြေဆက်ရှိလဲ PUBG Mobile ဘက်ကနေဘာတွေလုပ်ဖို့စဉ်းစားထားလဲပို့ပြတာနဲ့ပတ်သက်ပြီးမှာတော့ကျွန်တော်အမြင်ကိုပို့ပြလာမယ့်ဗီဒီယိုတွေမှာကျွန်တော်ဖော်ပြပေးပါမယ်။နောက်တစ်ခု feature နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် Cycle Mount နေနဲ့ပို့ပြ SMG တို့ Pistol တို့ပြစ်လို့ရတော့မှာဖြစ်ပါတယ်။ဒီ feature လည်းတော်တော်လေးကိုမိုက်တာမျိုးရှိပါတယ်။နောက်တစ်ခုကတော့ Vehicle ရဲ့ Tire တွေဘာတွေပျက်စီးသွားတယ်ဆိုရင်မြေပေါ်မှာ Tire တွေဘာတွေတွေးမိရတာမျိုးရှိပါတယ်။ Shop ကနေလည်း Tire တွေဘာတွေဝယ်လို့ရတာမျိုးရှိပါတယ်။ Job Point မှာနေရာယူမှာဖြစ်ပါတယ်။ဒီ spare tire တွေကိုကြည့်ရမယ်ဆိုရင်ပျက်စီးသွားတဲ့ Vehicle ရဲ့ Tire တွေကိုဖြုတ်ပြီးမှဒီကောင်တွေကျော်တက်လို့ရတာမျိုးရှိပါတယ်။တော်တော်လေးကိုမိုက်တဲ့ feature လို့ပြောလို့ရပါတယ်။ ်ဒီနောက်တစ်ခု feature အတင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ give up ဆိုတဲ့ feature ပဲဖြစ်ပါတယ်ဥပမာဆိုကြပါစို့ဗျာကိုက knock out ဖြစ်သွားတယ်ကို teammate ကကိုကို recall ခေါ်ဖို့စောင်းနေတဲ့အချိန်မှာရန်သူကကိုကိုစာနှောင်းနေတာမျိုးလုပ်နေရဆိုရင်တော့ဒီ give up feature ကိုအသုံးပြုလိုက်လို့ရတာဖြစ်ပါတယ်ကိုကတခါတည်းရှင်းသွားမှာဖြစ်ပါတယ်အရှုံးပေးလိုက်တဲ့သဘောပဲဖြစ်ပါတယ်ဒါပေမဲ့ကျတော့ဒီကောင်ကိုကြည့်ရမယ်ဆိုရင်ကိုစီမှာ recall လေးပါတယ်ဘာမှမရှိတော့ဘူးကိုအဖွဲတငယ်ချင်းတွေကလည်းကိုကိုလာခဲ့ဖို့ဆိုတာဘလို့မှမဖြစ်နိုင်တော့ဘူးအဲ့အနေထားမှာရန်သူကလည်းကိုကိုစာနှောင်းနေတာတွေရှိတယ်ဆိုရင်တော့ဒီ give up feature ကိုအသုံးပြုမှာအရှုံးပေးလိုက်လို့ရတာမျိုးရှိပါတယ်ဒီ feature တော့တော်တော်လေးဟိုမိုက်တာမျိုးရှိပါတယ်ဒါတွေကတော့ပ PUBG Mobile လာမယ့် update version 3.8မှာတွေ့မြင်ရမယ့် classic နဲ့ပတ်သက်ပြီးပြောင်းလဲမှုတွေ feature အသစ်တချို့ကျွန်တော်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်ဒီတစ်ခါကျတော့ update version 3.8ကတော့ Attack on Titan နဲ့ collaboration ပဲဖြစ်ပါတယ်ဒီ event mode နဲ့ပတ်သက်ပြီးမှလည်းကျွန်တော်တကယ်ကျွန်တော် video အသေးစိတ်တင်ထားပေးတာရှိပါတယ် video လေးကိုမကြည့်ရသေးဘူးဆိုရင်တော့ video လေးကိုကြည့်ဖို့ပြောလိုပါတယ်ဗျဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါဗျတကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျအခုလို video ကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ